Google ကသူ့ရဲ့ Cloud Code ပြန်ပက်ဖြစ်တဲ့ Gemini CAI ကို open source အဖြစ်ထုတ်ဖော်လိုက်ပါပြီ။ဒီဗီဒီယိုမှာတော့ Google ကဘာတွေအစ်စ်ထုတ်ဖော်ခဲ့လဲဆိုတာကိုကြည့်ရှုမှာဖြစ်ပြီးဘယ်လိုစတင်အသုံးပြုရမလဲဆိုတာကိုလည်းပြသပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင်ဒါဟာလုံးဝအခမဲ့ဖြစ်ပါတယ်။ Gemini 2.5 Pro မှာပါဝင်တဲ့ million tokens တွေကိုအပြည့်အဝအသုံးပြုနိုင်မှာဖြစ်တယ်လို့ တမိနစ်ကို request 60အထိတနေ့ကို request 1000အထိအခမဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။စတင်အသုံးပြုဖို့အတွက် ကိုယ်ပိုင် Google account နဲ့ login ဝင်ရုံပါပဲ။ Professional developer တူဆိုရင်ဒို့မဟုတ်ကိုမုံမြင့်မားတဲ့ rate limit လိုချင်တဲ့ဆိုရင်တော့ရွေးချယ်စရာချို့ရှိပါတယ်။ Google API key ကို Google AI Studio ဒို့မဟုတ် VertX API ကနေရယူနိုင်ပါတယ်။ဒါမှမဟုတ်ရင် Gemini Code Assist Standard ဒို့မဟုတ် enterprise license ကိုလစဉ်ကြီးနဲ့ရယူပြီးကိုမိုမြင့်မာတဲ့ rate limit ကိုအသုံးပြုနိုင်ပါတယ်။ CAI မှာပါဝင်တဲ့ကိရိယာတွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ Google Search နဲ့ချိတ်ဆက်ထားတာကြောင့် web page တွေကနေအချက်လက်တွေကိုရယူနိုင်မှာဖြစ်ပြီး model ကို real time external context တွေပေးနိုင်မှာဖြစ်ပါတယ်။ဒါဟာ coding နဲ့ပတ်သက်ပြီးအထူးသဖြင့် library တွေနဲ့ version တွေအမြဲပြောင်းလဲနေချိန်မှာအလွန်အသုံးဝင်ပါတယ်။ web ကို search လုပ်နိုင်တဲ့စွမ်းရည်ရှိတာကတော့တကယ်ကိုအဆင်ပြေပါတယ်။ ဒါအပြင် NCP Model Context Protocol တို့လည်း built-in support ပါဝင်ပါတယ်။ဒါကြောင့်ကြီးထွားလာနေတဲ့ echo system ကနေပဲ NCP ကိုမဆိုထည့်သွင်းနိုင်ပါတယ်။ Think script တွေထဲမှာ Gemini CAI ကို non interactively ခေါ်ယူခြင်းဖြင့် task တွေကို automate လုပ်နိုင်ပြီးရှိပြီးသား workflow တွေနဲ့ပေါင်းစပ်နိုင်တယ်လို့လည်းသူတို့ပြောပါတယ်။ဒါကစိတ်ဝင်စားစရာကောင်းပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးစဉ်းစားမိတာကတော့ Clark က TypeScript နဲ့ဖိတ်သန်းတစ်ခုလုံးမှာသူတို့ရဲ့ SDK ကိုမကြသေးမီကထုတ်ခဲ့တာပါပဲ။ဒါမျိုးနဲ့သူတို့ဘလို့ချိတ်ဆက်သွားမလဲဆိုတာစဉ်းစားမိပါတယ်။ Blog post မှာလည်း SCP server တစ်ခုရဲ့တရုတ်ပြပုံကိုဖော်ပြထားပြီး Google ရဲ့အဓိကကျတဲ့ image နဲ့ VO model တွေကနေဗီဒီယိုတွေနဲ့ပုံတွေကိုဖန်တီးနေတာကိုပြသထားပါတယ်။ license နဲ့ပတ်သက်ပြီးတော့ Gemini CAI ဟာ Apache 2 license နဲ့လုံးဝ open source ဖြစ်ပါတယ်။ ကုတ်ဘလို့အလုတ်လုတ်လဲဆိုတာကိုစစ်ဆေးပြီးနားလည်နိုင်ပါတယ်။ဒါကတော့ cloud code နဲ့ကွဲပြားတဲ့ထူးခြားချက်တစ်ခုပါပဲ။ဘာလို့လဲဆိုတော့ cloud code က closed source ဖြစ်နေလို့ပါ။ cloud code မှာ cloud and ရှိတယ်လို့ပဲအခု gimli and ရှိလာပါပြီ။ CAI tool တွေထဲကို system prompt ထည့်သွင်းဖို့အတွက် naming convention မှာတော့တည်တံ standard တစ်ခုတော့မရှိသေးပါဘူး။ ဂျီမလေဒါမှမဟုတ် cloud card ဒါမှမဟုတ်တခြားဟာတွေကြားမှာတည်ဆောင်နိုင်မဲ့ agent and ဒါမှမဟုတ်ဒီလိုမျိုး standard တခုရှိရင်တော့တကယ်ကိုကောင်းပါပါဒါပေမဲ့တင် repository ထဲမှာရှိတဲ့ဂျီမလေ markdown file ထဲမှာနောက်ထပ်ညွှန်ကြားချက်တွေရှိရင် context ကိုရှာဖွေနိုင်တဲ့စွမ်းရည်ရှိတာကတော့ကောင်းပါတယ်ဒါနဲ့ပတ်သက်ပြီးပြောချင်တာတခုကတော့ Gemini Cloud Assistant ဒါကိုကျွန်တော်ကိုယ်တိုင်မသုံးဘူးသေးပေမဲ့ကြည့်ရတာတော့ Crush Origin နဲ့အတော်လေးဆင်တူပါတယ် တုံးပူးတဲ့သူတွေရှိရင် cursor ဒါမှမဟုတ် windsurf ဒါမှမဟုတ် get up carpet လို့လူဟာတွေနဲ့ဘယ်လိုကွာခြားလဲဆိုတာကိုအောက်က comment မှာပြောပြပေးစီချင်ပါတယ်။ multifaceted တွေနဲ့အခြားအရာတွေကိုလှုပ်ဆောင်နိုင်တဲ့ agentic mode ရှိပုံရပါမယ်။ကျွန်တော်ကိုယ်တိုင်တော့မတုံးပူးသေးပါဘူး။စတဲ့အသုံးပြုဖို့အတွက်တော့ဒီဗီဒီယိုရဲ့ဖော်ပြချက်မှာ link ချိတ်ပေးထားပါမယ်။ဒီအဆင့်တွေက အရန်ရိုးရှင်းပါတယ်။လောက်ရမှာကတော့ notices version 18အနည်းဆုံးထည့်သွင်းထားဖို့ပါပဲ။ ဒီ GitHub repository ကိုကိုးကားထားတဲ့ MPS command နဲ့ run နိုင်ပါတယ်။ကျွန်တော်အပေးချင်တာကတော့ CAI command ဖြစ်တဲ့ mb install g google gemini ai နဲ့ global ထည့်သွင်းဖို့ပါပဲ။ထည့်သွင်းပြီးတာနဲ့တင်ရဲ့ကိုယ်ပိုင် mail account နဲ့ login ဝင်နိုင်ပါလိမ့်မယ်။ login ဝင်ပြီးတာနဲ့တင်ကိုတက်မှတ်နိုင်ပြီး be project မှာမဆို gemini ကို run နိုင်မှာဖြစ်ပြီးအပြန်အလှန်ဆက်သွယ်နိုင်ပါလိမ့်မယ်။ ဒါကြောင့်ကျွန်တော်ခုပဲ initialize လုပ်ထားတဲ့ဒီ project ရဲ့ root ထဲမှာ next.js application အသစ်တစ်ခုကိုဖန်တီးပြီး home page ကို developers digest လို့ပြောင်းချင်တယ်လို့ပြောပါမယ်ဒါနဲ့ပတ်သက်ပြီးသတိပြုစရာတစ်ခုကတော့ဒါက cloud code လိုမျိုးအလုပ်လုပ်ပါတယ် shift tab ကိုနှိပ်လိုက်ရင်ရက်တွေကိုလက်ခံနိုင်ပါတယ်တကယ်၍ file အသစ်တွေရေးဖို့ဒါမှမဟုတ်ရှိပြီးသား file တွေကိုရက်တလုတ်ဖို့လိုအပ်ရင် shift tab ကို ဖွင့်ထားခြင်းဖြင့်ရက်တလုတ်ခိုင်းတဲ့ file တစ်ခုချင်းစီအတွက်မေးမြန်းမှာမဟုတ်ပါဘူးဒါကြောင့်ဒီထဲမှာ ကျွန်တော်တို့ project ရဲ့ structure ကိုနားလည်လာပါပြီဒီ directory ကိုဖတ်နေတာကိုတွေ့ရပါတယ် Next.js template မှာရှိနေတဲ့ page.tsh ကိုဖတ်ပြီး home page ကိုချက်ချင်း update လုပ်သွားတာကိုတွေ့ရပါတယ်။အခုကျွန်တော်ဒီမှာလုပ်မဲ့အရာကတော့ကျွန်တော်တို့ရဲ့ development server ကိုစတင်လိုက်ပါမယ်။ဒါမှသူဘာတွေလုပ်နေလဲဆိုတာကိုကြည့်နိုင်ပါလိမ့်မယ်။ဒါဆိုရင်ရပါပြီ။ဒီကနေစပြီး cloud code ဒါမှမဟုတ် cursor agents လိုမျိုးအသုံးပြုနိုင်ပါပြီ။ဒီအခြေအနေမှာနောက်တစ်ခါမြန်မြန်ဆန်ဆန်စမ်းသပ်ဖို့အတွက် home page ကို အစားထိုးမဲ့လှပတဲ့ sales landing page တစ်ခုကိုတည်ဆောက်ချင်တယ်လို့ပြောပါမယ်။ I want to build out a beautiful sales landing page that replaces the home page. ဒါနဲ့ပတ်သက်ပြီးပြောစရာတစ်ခုကတော့ Gemini 2.5 Pro ကတော်တော်မြန်ပါတယ်။ကျွန်တော် Cloud for Opus ကိုလွန်ခဲ့တဲ့ရက်သက်တစ်ပတ်အနည်းငယ်ကတည်းကသုံးနေတာပါ။ရလက်တွေကောင်းပေမဲ့ Gemini 2.5 Pro တော်တော်လေးနှေးပါတယ်။ ဂျီမီလီရဲ့ထူးခြားချက်တစ်ခုကတော့ US ပိုင်းမှာ response မှာဖော်ပြတဲ့အရာတွေအတွက်ပုံမှန်အားဖြင့်ပုံမူပြည့်စုံတဲ့ default ကိုရွေးချယ်ထားတာပါပဲ။ဒီထဲမှာ legend က fault အမျိုးမျိုးမှာဘာတွေလုပ်နေလဲဆိုတာကိုကျွန်တော်တကယ်ပဲမြင်နိုင်ပါတယ်။သူလုပ်နေတဲ့အရာတိုင်းရဲ့စဉ်းစားပုံကိုလည်းကျွန်တော်မြင်နိုင်ပါတယ်။ဒီအရာနဲ့အတူရှိပြီးသား fault တွေကိုပြလိလုပ်နေတယ်ဆိုရင်ထက်လိုက်တဲ့အရာတွေနဲ့ထည့်သွင်းလိုက်တဲ့အရာတွေရဲ့ diff ကိုမြင်နိုင်ပါလိမ့်မယ်။ ် MBN command တွေလိုမျိုးတချို့အရာတွေကို auto accept လုပ်ဖို့ configure လုပ်နိုင်မယ်လို့ကျွန်တော်ထင်ပါတယ်။အခုကျွန်တော် development server ကို restart လုပ်လိုက်ရင်ကျွန်တော်တို့အတွက်ဘာတွေဖန်တီးပေးထားလဲဆိုတာကိုဒီမှာတွေ့ရပါလိမ့်မယ်။ဒီ sales landing page ကို စက္ကန့်အနည်းငယ်အတွင်းမှာပဲဖန်တီးပေးခဲ့တာပါ။ဒါဟာလုံးဝအခမဲ့ဖြစ်ပြီး open source လည်းဖြစ်တယ်ဆိုတာကိုသတိပြုပါဒီဗီဒီယိုအတွက်ဒီလောက်ပါပဲ ဒီဗီဒီယိုကိုအသုံးဝင်တယ်လို့ထင်ရင် comment ပေး share လုပ်ပြီး subscribe လုပ်ပေးပါနောက်ဗီဒီယိုမှပြန်တွေ့ပါမယ်